ရုရှားနိုင်ငံမော်စကိုမြို့မှာမလ9ရက်နေ့ပြုလုပ်မယ့်ရင်းမြစ်နီးဖြစ်တဲ့ပွဲကိုရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ဖိတ်ကြားမှုနဲ့စစ်ကောင်ဆောင်တွားရောက်ဖို့ရှိတယ်လို့စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေကဖော်ပြပါဗျ။ဒါအပြင်ဒီပွဲကိုတက်ရောက်လာကြမယ့်နိုင်ငံတကာခေါင်းဆောင်တွေနဲ့တိကျတွေ့ဆုံဖို့ရှိတယ်လို့ဆိုထားပေမဲ့ဘသူတွေနဲ့တွေ့ဆုံမယ်ဆိုတာကိုတော့အတိအကျဖော်ပြထားတာမတွေ့ရပါဘူး။ရုရှားဘက်ကတော့ဒီပွဲကိုတရုတ်အိန္ဒိယမြန်မာနဲ့ ရာဇင်းနိုင်ငံတွေကခေါင်းဆောင်တွေကိုဖိတ်ထားတယ်လို့ဆိုပါတယ်။ဒီရင်ပြည်နေပွဲကိုတရုတ်သမ္မတရှီချင်းဖင်ကိုယ်တိုင်တက်ရောက်မယ်လို့လည်းသိရပါတယ်။ခီးတဲ့တခုသွားတဲ့အချိန်မှာနိုင်ငံခေါင်းဆောင်တွေကဒီလိုမျိုးချိတ်ဆက်ပြီးတော့နိုင်ငံကြီးကိုဆွေးနွေးကြတာတော့ထုံးစံမှာပဲ။အဲ့တော့ဒီတရုတ်သမ္မတရှီချင်းဖင်နဲ့လာတက်မယ်ဆိုတော့တိဘောကတော့ဖြစ်နိုင်ရရှိပါတယ်။အဲတွေးမတွေးပြကတော့ကျွန်တော်တို့ဆက်ဆောင်ကြရမှာပါ။အနာသိစေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာဒီခီးစဉ်တွင်မှာ ြုတ်သမရာရှိချင်းဖြစ်နေတွေ့ဖို့ကြိုးပမ်းမှုတွေရှိနေတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါဗျ။နိုင်ငံတော်မှာမြို့နယ်များပြားကိုလက်လွတ်ဆုံးရှုံးထားရပြီးနိုင်ငံရေးစီရင်ချက်တဲကိုအစိုးရဆုံးကြုံနေရတဲ့စေကောင်းဆောင်အနေနဲ့နိုင်ငံတကာမှာတရားဝင်တိမှတ်ပြုမှုကိုရရှိဖို့ကြိုးပမ်းနေတာကြောင့်ဒီခီးစဉ်တွင်မှာထိပ်သီးကောင်းဆောင်တချို့နဲ့တွေ့ခွင့်ရရေးကြိုးပမ်းနိုင်တယ်လို့နိုင်ငံအကဲခတွေကသုံးသပ်နေကြပါဗျ။ရုရှားကအမေရိကန်စစ်ရေးအင်အားစုတွေကိုစုပေးတဲ့သဘောပါပဲစစ်တပ်ကတော့အဲပွဲမှာ ရှီကျင်းပြင်နဲ့တွေ့ဖို့ကြိုးစားမှာပဲဒါပေမဲ့ရှီကျင်းပြင်က တွေ့မတွေ့တော့အတော်ပြောရခက်တယ်ကျွန်တော်အနေနဲ့ကတော့ရှီကျင်းပြင်က မတွေ့လောက်သေးဘူးထင်တယ်ဘာလို့ဆိုမင်းအောင်လိုင်ကအတော်ဈေးပေါ်တာကိုကုရကေရမဲ့နေတဲ့လူမျိုးဖြစ်တော့ရှီကျင်းပြင်အနေနဲ့ကမတွေ့လဲပဲသူတပည့်တွေလွတ်ခိုင်းလိုက်ရင်ပြောတာလိုက်လုံနေတဲ့သူဆိုတော့အလေးထားတွေ့မယ်မထင်ဘူးနောက်ပြီးတရုတ်တွေကောင်းကောင်းသိတာကဗမာပြည်မှာလာရှိုးကိစ္စပြီးတဲ့နောက်တရုတ်ဆန့်ကြီးကအမြင့်တယ်နေတော့ကျွန်တော်တဦးချင်းအမြင်ရတော့တွေ့ဖို့ရာခိုင်နှုန်းနည်းတယ်ထင်တာပဲ ရွေးကောက်ပွဲကနေနိုင်ငံရေးထွက်ပေါက်ရှာဖို့ကြိုးပမ်းနေတဲ့စေကောင်းဆောင်ဟာ2025ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမယ်လို့ကြွေးကြော်ထားပါတယ်။စစ်ကောင်စီကျင်းပမယ်ရွေးကောက်ပွဲကိုနိုင်ငံတကာတိုင်းဝိုင်းကလက်ခံလာဖို့အတွက်နိုင်ငံရေးအရာတိမတ်ပြုခံရဖို့ကြိုးပမ်းနေတာလို့လည်းဆိုပါတယ်။ဒါကြောင့်စစ်ကောင်စီအနေနဲ့သူ့ကိုအတိမတ်ပြုလက်ခံတဲ့နိုင်ငံတွေကိုခီးစဉ်တွေတွားရောက်ပြီးနိုင်ငံကောင်းဆောင်တွေနဲ့တွေ့ဆုံကတရားဝင်မှုရှာဖွေနေတာလို့လည်းနိုင်ငံရေးသူတည်တည်တွေကထောက်ပြနေကြပါဗျာ။ တစ်ဖက်မှာလည်းရုရှားအနေနဲ့စစ်ကောင်စီကိုအခုလိုဖိတ်ခေါ်တာဟာစစ်ကောင်စီရဲ့တရားဝင်မှုကိုထောက်ပံ့ပြုနေတာလို့လည်းသုံးသပ်နေကြပါဗျ။မြန်မာစစ်တပ်ကိုရုရှားစစ်တပ်ကရိုးတင်ပေးလိုက်တာပေါ့။အဲသူတို့ ਨੇ ဒန်းတူအစစ်တမ်းရှိတဲ့စစ်တပ်တရက်ပေါ့နော်။သူတို့ပြောမယ်ဆိုတော့တပ်မတော်ပေါ့ military ပေါ့။စစ်တပ်တရက်အဖြစ်တမင်တန်းဆွဲပြီးခေါ်တင်ပေးလိုက်တာပေါ့နော်။နိုင်ငံတကာရှုံချပြီးတော့ကဲ့ရဲ့နေတဲ့အချိန်မှာလဲရုရှားသူတို့လိုပဲအဲ ခင်မီတက်မတော်တရဖြစ်တယ်ဆိုတဲ့အနေအထားမျိုးနဲ့ဒါမြန်မာစစ်တပ်ကိုဆွတ်တင်ပေးလိုက်တဲ့အနေအထားမျိုးလိုပဲမြင်ပါတယ်ဗျဟုတ်အကြမ်းဖက်စစ်တပ်ကပေါ့နော်ဒီလိုမျိုးအခြားနိုင်ငံတွေရဲ့စီးရေးအထိတ်မှပွဲတွေမှာရှောက်တာမရှိဘူးပေါ့နော်ဟိုပါဝင်ခဲ့ဘူးလားမရှိဘူးဘူးအတို့ပေမဲ့ဒီတစ်ခါမှာတော့ဗိုလ်မှူးချုပ်အဆင့်တယောက်ဥဆောင်တဲ့စစ်ကြောင်းတစ်ကြောင်းကိုဆေလွတ်ပြီးတော့ပါဝင်ခွင့်ရခဲ့တယ်ပေါ့နော် မင်းအောင်လိုင်းအနေနဲ့ရတဲ့ဒီပါဝင်ခွင့်ကိုဒီ180ပြေပေါ့နော်ဒုတိယကမ္ဘာစစ်အောင်ဘွဲအခမ်းအနားကိုတဲ့ရတာကိုသူဂုံယူနေမှာဘာလို့လဲဆိုတော့သူတို့ရုရှားတို့တရုတ်တို့မြောက်ကိုရီးယားတို့ပေါ့နော်ဒီဘက်အုပ်စုတွေနဲ့သူတို့အနေနဲ့အစီရေးအရာရောနိုင်ငံရေးအရာရောရင်းနှီးမှုလိုချင်တယ်ဒီခရီးစဉ်မှာလည်းသူလက်နက်တွေနှီးပညာတွေစစ်သုံးဆောင်ပစ္စည်းတွေဝယ်ယူခွင့်ရလိမ့်အောင်မယ်လို့ဒါကျွန်တော်တို့ထင်ယူဆရပါတယ် ီပွဲဟာဒုတိယကမ္ဘာစစ်အတွင်းဆိုဗီယက်တို့ကကျူးကျော်သူနာဇီဂျာမနီတွေပေါ်အောင်နိုင်တဲ့အထိမ်းအမှတ်ဖြစ်နေနှစ်စဉ်ပြုတ်လုတဲ့စည်ရေးပြပွဲဖြစ်ပါတယ်။ဒီပွဲကိုစေကောင်းဆောင်နဲ့အတူဇနီးတော်ကျူကျူလှကိုပါရုရှားဘက်ကဖိတ်ခေါ်ခဲ့တာဖြစ်ပြီးနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေအစိုးရအဖွဲ့ဝင်ကြီးတွေနဲ့အစ်မအရာရှိတွေလိုက်ပါသွားဖို့ရှိတယ်လို့လည်းထုတ်ပြန်ထားပါတယ်။ဒီခီးစင်ဟာစစ်ကောင်းဆောင်အနေနဲ့ရိုဟင်ဂျာတွေကိုလူမျိုးနွမ်းတပ်ဖြတ်မှုနဲ့ အာဂျင်တီးနားတရားရုံးမှာဖန်ဝရန်ထုတ်ခံရပြီးတဲ့နောက်ရုရှားနိုင်ငံကိုဒုတိယအကြိမ်မြောက်သွားရောက်မဲ့ခီးစဉ်လေးဖြစ်ပါတယ်။